အားလုံးမင်္ဂလာပါအဝင်းဟင်းချန်နယ်မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့တက်တူရွယ်သူတွေထက်ဖြန့်ဖြန့်အသက်၈နှစ်ပိုရှည်စေနိုင်တဲ့ဤလန်းတစ်ခုငွေလဲမကုန်ဘူးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဗီဒီယိုခေါင်းစဉ်ကိုကြည့်ပြီးဗာများပါလိတ်လို့သိချင်နေပါလိမ့်မယ်ဒါကဘာမှမဟုတ်ဘူးလို့လည်းပြောချင်ပြောနိုင်တယ်ဒါမှမဟုတ်ဟုတ်တယ်လို့လည်းပြောချင်ပြောနိုင်တယ်လူများစုက ဆိုရှယ်မီဒီယာပေါ်တက်ပြီးနေ့တိုင်းရေနေကြတာပဲဒါက ဘလောက်ထိအကျိုးသက်ရောက်မှုရှိတာကိုသိချင်မှသိမှာဆိုရှယ်မီဒီယာပေါ်တက်ပြီးဆိုကြတဲ့အချိန်တွေအများကြီးကုန်သွားတတ်တယ်အချိန်ဆိုတဲ့ဘွားရဲ့အစိပ်ပိုင်းတချို့ကိုဖဲ့ပေးလိုက်ရတာပဲကုန်သွားတဲ့အချိန်ကိုပြန်မှမရနိုင်တာဒီတော့ကုန်သွားတာချင်းအတူတူအကျိုးကိုမြင်ပြီးအကျိုးရှိရှိ ကုန်သွားရယ်မောစရာတွေကိုတွေ့တိုင်းအားရပါရဘာကြောင့်ရယ်မောတဲ့နေဆိုတာကိုပြောပြပေးပါမယ်ရင်းနှီးတဲ့တငယ်ချင်းမိတ်ဆွေလိုပဲမင်းနဲ့ငါနဲ့ပဲပြောကြမယ်နော်တကယ်တော့ ရေသောသူဟာအသက်ရှည်ဆိုတဲ့အကြောင်းအရာကိုသိပ္ပံနီးကျလေ့လာမှုတွေအကြောင်းကိုပြောချင်တာပါဟုတ်တယ်လေရေမောလိုက်တဲ့အတွက်ပတ်စံကုံသွားတယ်လို့မှမရှိတာအချို့ကလည်းပြောကြတယ်ရေမောခြင်းဟာအကောင်းဆုံးစီးဝါလို့ဆိုကြတဲ့ရေမောခြင်းကိုဘာကြောင့်အကောင်းဆုံးစီးဝါလို့ခေါ်ကြလဲဆိုတာသိပ္ပံနီးကျလေ့လာထားတဲ့အချက်လက်တွေကိုရိုးရိုးရှင်းရှင်းနဲ့ပြောပြပေးပါမယ်ရေမောလိုက်တဲ့အခါမင်းရဲ့ခန္ဓာကိုယ်နဲ့အုံနောက်ထဲမှာဆက်ရုပ်တရုပ်လိုပဲအစီအစဉ်တကြပြောင်းလဲမှုတွေအများကြီးဖြစ်သွားတယ် ကဲဂျင်မော်လိုက်တဲ့အခါဘာတွေဖြစ်တယ်ဆိုတာကိုအစင့်လိုက်ကြည့်ရအောင်နံပါတ်1ရေစရာအစပြိုးခြင်း the spark အရင်ဆုံးမင်းကရေစရာတစ်ခုကိုမြင်လိုက်တာကြားလိုက်တာဒါမှမဟုတ်သတိရလိုက်တဲ့အခါမင်းရဲ့အုံနောက်ထဲကစဉ်းစားတွေးခေါ်တဲ့အစိတ်အပိုင်း cortex ကရိုးရိုးမဟုတ်တဲ့အရာဒါမှမဟုတ်တစ်ခုခုထူးခြားနေတာကိုတွေးလိုက်ရပြီလို့သိလိုက်တယ်အဲ့ဒီနောက်အဲ့ဒီအချက်ပြမှုက စိတ်ခံစားမှုဌာန လမ်ပစ်စနစ်ကိုရောက်သွားပြီးအမိုင်းဒယ်လာဆိုတဲ့အုံနောက်ရဲ့အစိပ်ပိုင်းကဒါရေစရာပဲလို့ဆုံးဖြတ်လိုက်တယ်။နံပါတ်1ရေရန်အမိတ်ပေးခြင်း the comment ရေစရာဖြစ်ပြီလို့အုံနောက်ကအမိတ်ပေးလိုက်တာနဲ့ချက်ချင်းပဲကြွက်သားလှုပ်ရှားမှုဌာနတွေနဲ့အုံနောက်ပင်စီ brain stem တွေက အလုံးစလုံးကြတယ်။ကြွက်သားညှိနှိုင်းမှုသူတို့ကမင်းရဲ့မျက်နှာလေကြောင်းရင်ပန်းနဲ့ ဝန်ပိုင်နိုင်ငံကိုပိုင်းခြားထားတဲ့ရင်ဝန်ချားကြွက်သားဒါယာဖရန်တွေကိုနှိမ့်နှိုင်းပြီးရေမောစေတယ်။အသက်ရှူပုံပြောင်းလဲခြင်းမင်းရဲ့အသက်ရှူပုံရုပ်တရက်ပြောင်းလဲသွားပြီးအတင်းအကျပ်ရှူသွင်းမှုတိုတိုလေးတွေနဲ့ကြာရှည်စွာပြန်ထုတ်မှုတွေဖြစ်ပေါ်လာတယ်။ဒါကြောင့်ရေမောတာဟာအသက်ရှူတန်ပြင်းပြီးချောင်းဆိုးတယ်လို့နှာတန်ပါတယ်လို့မျိုးဖြစ်တတ်တာပေါ့။နံပါတ်3စိတ်ချမ်းသာစေတဲ့ဓာတုပစ္စည်းတွေထွက်လာခြင်း free god ရတ်ရေမောလိုက်တာနဲ့မင်းခန္ဓာကိုယ်တွေကစိတ်ချမ်းသာစေတဲ့သတင်းပို့မှုတွေကမ္မကံမက်ဆင်ဂျာလို့ခေါ်တဲ့ဓာတုပစ္စည်းတွေအများကြီးထွက်လာတယ်အင်ဒိုဖင်းဟော်မုန်းရေမောလိုက်တာကြောင့်အင်ဒိုဖင်းလို့ခေါ်တဲ့သဘာဝနာကျင်မှုတက်တာစေတဲ့ဓာတုပစ္စည်းတွေထွက်လာတယ်ခဏတာစိတ်ကြည်နူးမှုကိုခံစားရစေတယ်တငယ်ချင်းတွေနဲ့အတူရေမောတဲ့အခါအဲဒီအင်ဒိုဖင်းတွေကအုံနောက်ထဲကနေတဆင့်ထွက်လာတယ်ဒိုပါမင်းနဲ့ ဆီရိုတိုနင်ဟော်မုန်းပျော်ရွှင်မှုနဲ့စိတ်ခံစားမှုတွေနဲ့သက်ဆိုင်တဲ့ဒိုပါမင်းနဲ့ဆီရိုတိုနင်တွေလည်းမြင့်တက်လာပါတယ်ဒီဓာတုပစ္စည်းတွေကြောင့်ရင်မောပြီးတဲ့အခါပေါ်ပါလန်းဆန်းတဲ့ခံစားမှုကိုရရှိစေတာပေါ့နံပါတ်၄စိတ်ဖိစီးမှုဟော်မုန်းတွေကျဆင်းခြင်း stress hormone drop တစ်ချိန်တည်းမှာပဲစိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေဖြစ်ကြတဲ့ cortisol နဲ့ အဒရီနလင်တို့ညှော်နေကြဆင်းသွားပါတယ်ဒါကမင်းရဲ့ခန္ဓာကိုယ်ထဲကပြေးမလားတိုက်မလားဆိုတဲ့အစင်းသင့်ပြင်ထားတဲ့စိတ်ဖိစီးမှုခလုတ်ကိုပိတ်လိုက်သလိုပါပဲတိတ်ပန်နှိကြလေးလာမှုတွေရစိတ်ပါလက်ပါရင်မောခြင်းဟာကော်တီဇောပမာဏကို32ရာခိုင်နှုန်းလောက်တိတိတသာရော့ကျစေပါတယ်တစ်ချိန်တည်းရင်မောယုံတဲ့တောင်ကော်တီဇောကို36.8ရာခိုင်နှုန်းအထိကိုလျှော့ချနိုင်ပါတယ်ဒီဟော်မုန်းတွေရော့ကျသွားတဲ့အတွက် မင်းရဲ့နှလုံးနဲ့ကိုခံအားစနစ်ပေါ်ကဝန်ပိမှုတွေရော့ကျသွားပြီးရေမောပြီးတဲ့နောက်မှာပုံမိုးငြိမ်သက်အေးချမ်းမှုကိုခံစားရစေတယ်။နမငါနှလုံးအဆုတ်နဲ့တွေးလည်ပမှုအကျိုးကာဒီယိုဘီနီဖစ်ရေမောခြင်းဟာမင်းရဲ့နှလုံးနဲ့အဆုတ်အတွက်ပေါ့ပေါ့ပါပါလေ့ကျင့်ခန်းလုပ်တယ်လို့ပါပဲ။ရေမောနေချိန်မှာနှလုံးခုန်နှုံးနဲ့တွေးစီးဆင်းမှုခဏတာမြင့်တက်လာပြီးမင်းရဲ့အဆုတ်ထဲကိုအောက်ဆီဂျင်ပုံမိုး ရောက်ရှိလာစေတယ်။ရေမောပြီးတဲ့နောက်မှာတော့နှလုံးခုန်နှုံးနဲ့သွေးပောင်ချိန်တွေဟာပုံမှန်အဆင့်ထက်တောင်ပိုပြီးကြာဆင်းသွားတာစိတ်ပြေရောတဲ့အခြေအနေကိုရောက်ရှိစေတယ်။နံပါတ်6ကြွက်သားများပြေရော့ခြင်းမာဆယ် relaxation မင်းရင်လိုက်တဲ့အခါကြွက်သားတွေကျုံသွားပြီးရေပြီးတဲ့အခါမှာတော့ပြန်ပြီးတော့ပြေရော့လာပါတယ်။ဒီလိုကြွက်သားတွေ short ချလိုက်တာဟာတင်းငယ်တဲ့နှိမ့်နယ်ပေးသလို ခံစားစီပြီးရင်မောပြီးတဲ့နောက်45မိနစ်အထိခန္ဓာကိုယ်တင်းမာမှုတွေပြေလျော့သွားနိုင်တယ်။နံပါတ်9ကိုခံအားမြင့်တင်ခြင်း Immune System Notch ရင်မောခြင်းကမင်းရဲ့ခန္ဓာကိုယ်ရဲ့ကာကွယ်ရေးအဖွဲ့ Internal Defense Team ကိုလည်းအားပေးတယ်။လေ့လာမှုတွေအရရင်မောခြင်းဟာ ကိုခံအားဆဲ Immune Cell တွေနဲ့ယောဂါတိုက်ဖြတ်တဲ့ပဋိပစ္စည်းတွေ antibody ပမာဏကိုတိုးလာစေနိုင်ပြီးခန္ဓာကိုယ်ယောဂါပိုးတွေဝင်လာတာကိုပုံမိုးသတိထားမိအောင်ကူညီပေးတယ်။ဒီအကျိုးကျေးဇူးတွေအားလုံးချက်ရေမောခြင်းဟာကျန်းမာရေးအတွက်ကုန်ကျစရိတ်မရှိတဲ့အစွမ်းထက်တဲ့ကရိယာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ရေမောတာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ခုလိုပါပဲ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကဘာတဝမ်းမှာလေ့လာမှုထောင်ပေါင်းများစွာပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ နော်ဝေနိုင်ငံကလေလံမှုတစ်ခုဟာပါဝင်သူပေါင်း9300ကျော်ကို15နှစ်ကြာလေလံခဲ့ပြီးဟာတညာပူရှိသူတွေနဲ့ရေမောသူတွေဟာ သူတို့နဲ့တွေ့တူရွေတူချင်းတွေထက်ဖြန့်မြန့်ရှစ်နှစ်ပိုမိုအသက်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်ဒီခြားနာကျက်ဟာကင်ဆာဝေဒနာခံစားရသူတွေကြားမှာပိုပြီးတော့သိတာထင်ရှားတယ်ဘာကြောင့်အသက်ပိုရှည်ဖို့အလားအလာရှိရတာလဲ ဓမ္မကာကြီးနှလုံးကျမ်းမာရေးကိုကာကွယ်ခြင်းရေမောခြင်းဟာနှလုံးယောဂါဖြစ်နိုင်ခြင်းကိုလျှော့ချပေးတဲ့အတွက်အသက်ရှည်ဖို့အထောက်အကူဖြစ်စေတယ်ရေမောခြင်းကသွေးကြောတွေရဲ့လှုပ်ဆောင်ချက်ကိုတိုးတက်စေတယ်သွေးပောင်ခြင်းကိုရော့ချပေးတယ်သွေးစိစိမှုကိုတိုးမြင့်ပေးတယ်အဲ့ဒါကြောင့်နှလုံးတိုက်ခိုက်ခံရခြင်းနဲ့အခြားနှလုံးသွေးရောဆိုင်ရာ ပြဿနာတွေကနေကာကွယ်ပေးနိုင်တယ်ခါခွေး စိတ်ပီစီးမှု ဟော်မုန်းတွေလျှော့ချခြင်းရေမောခြင်းကစိတ်ပီစီးမှုရဲ့ဆိုးကျိုးတွေကိုကာကွယ်ပေးပါတယ်ရေမောခြင်းဟာကော်တီဇောစိတ်ပီစီးမှုဟော်မုန်းပမာဏကိုတိတိတသာလျှော့ချပေးနိုင်တယ်စိတ်ပီစီးမှုကိုလျှော့ချနိုင်ခြင်းကကျန်းမာရေးအတွက်အရေးကြီးပြီးတက်တန်းကိုရှည်စေဖို့အထောက်အကူပြုနိုင်တယ်အလားတူအပြုသဘောဆောင်တဲ့တွေးခေါ်မှု positive thinking ဟာတက်တန်းကိုရှည်စေတယ်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကောင်းမွန်မှုကိုတိုးတက်စေတယ် မကန်းငယ်ကိုခံအားစနစ်တိုးမြင့်ခြင်းရေမောခြင်းဟာစိတ်ဖီစီးမှုဟော်မုန်းတွေကိုလျှော့ချပြီးကိုခံအားဆဲတွေနဲ့ယောဂါတိုက်ဖြတ်တဲ့ပဋိပစ္စည်းတွေကိုတိုးမြင့်ပေးခြင်းဖြစ်ယောဂါတွေကိုခံနိုင်ရင်ရှိစေတယ်ဒီလိုကိုခံအားကောင်းခြင်းကလည်းအသက်ရှိဖို့အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်ဒီကုန်းချုပ်ပြောရရင်ရေမောခြင်းဟာမင်းရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုမျှတမှုရှိစေပြီး ကျမ်းမာဈေးမဲ့ငွေမကုန်ဘဲနဲ့အစွမ်းထက်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။နေ့တိုင်းရေမောတဲ့အချင်းကစိတ်ခံစားမှုကောင်းမွန်စေတယ်၊စိတ်ပီစီမှုလျှော့ချပေးတယ်၊နှလုံးကျန်းမာရေးကောင်းမွန်စေတယ်၊စတဲ့ကောင်းကျိုးတွေရှိတာကြောင့်ရေရှိမှာမင်းကိုပုံမှုပျော်ရွှင်ပြီး ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ကူညီပေးနိုင်ပါတယ်။ကဲအာရပါရရေမောပျော်ရွှင် နိုင်ကြပါစေ။ အစားဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လိုလိုကူကြည့်ရှုနိုင်ဖို့ subscribe ကိုဒီချေနှိပ်ပေးတော့မေတ္တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy great day